ဆိုလေပလက်ခံထားတာကိုမှန်ကန်နေလို့ယူဆတာကိုဆွဲကန်နေမှာလုတ်ချကန်ချမယ်ပြောချမယ်ဆိုရင်တော့ဘယ်လိုပြောမလဲဟိုနုံးတဲ့ဖက်လို့အဆုံးရှုံးမှုနဲ့နာမှုတွေဖြစ်တော့တယ်ဒေါ်လိုင်းလန်ကျောင်းကတွေ့ဖက်သွားနိုင်တယ်ပြီးတော့မှအဲ့ဒီမှာကျွန်တော်ပြောခဲ့သလိုပဲစိတ်ကောင်းစီအမြင့်မပြတ်တည်း၍ဘယ်လိုမျိုးနေမြေတင်းပတ်မှုတွေကအမှန်ခံချက်ရှိရမှာပိုသေးချာတာပေါ့ဘူးပေါ့ ချင်းပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့နေမြေအငင်းပွားမှုတွေပုတ်တိုက်မှုတွေကိုတော်လိုင်းရေးကာလအလွန်မှနိုင်ငံရေးနည်းလမ်းနဲ့အပြေရှားကြဖို့နေဦးတော်လိုင်းရေးချင်းလက်နက်ကင်78ဖွဲ့ကဇွန်လ19ရက်နေ့မှာထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။လက်ရှိချင်းပြည်နယ်မှာကအာရခတ်တပ်တော် AA ရဲ့မဟာမိတ်ဖြစ်တဲ့ချင်းညီနောင်အဖွဲ့ CB နဲ့ချင်းလန်းကောင်စီ CC တို့ကြားမပြေလည်မှုတွေရှိနေသလိုပလောဝဒေတာပိုင်းဆိုင်မှုကလည်းအငင်းပွားမှုတွေရှိနေတာပါ။ လောဝဒေတာကိုအေကရခိုင်ပြည်နယ်ရဲ့ခရိုင်တစ်ခုအဖြစ်ထည့်သွင်းပြထန်းတယ်လို့ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနတစ်ခုမှဖော်ပြရာကဝေဖန်မှုတွေလည်းမြင့်တက်နေတာပါဒီလိုခရိုင်တတ်မှတ်တာနဲ့ပတ်သက်ပြီးတော့အေဘက်ကတရားဝင်ပြောဆိုလာတာမျိုးတော့မရှိသေးပါဘူးနောင်တချိန်မှာတွေးဆွေးနွေးစကားပြောကြမယ်လို့ပဲစဉ်းစားထားပါတယ်ပြောချင်တာက ဒီရခိုင်မှာဒီအာရခဒေသမှာရှိတဲ့ချင်းနယ်လည်းရှိတယ်။ဘယ်လိုပါဒီချင်းပြည်နယ်မှာရှိတဲ့ရခိုင်လည်းများရှိတယ်။အဲ့ဒါအကုန်လုံးဘသူမဆိုအကုန်လုံးအပြန်လာအချူစီပွားရှိပြီးမှတရားဥပဒေအောက်မှာပဲဟိုတန်းလူညီမျှဆိုတာကျွန်တော်တို့တိုက်လူနေတဲ့ကျွန်တော်တောင်းဆိုနေတဲ့အကိုပိုင်ကြတန်းခွန်ကိုပေါ်ချုပ်ခွန်လွတ်ခွန်မော်တရားပြတာမို့အဲ့ဒီအတွင်းနဲ့ဒီအပြာလာအချိုးစီးပွားအပြာလာအချိုးကျစုပြုဖို့ဆိုတော့ဟိုပရိုဂျက်မလဲအဲ့ဒီ ်အဲ့ဒီပုံမှာပဲပေါ့နော်အဲ့ဒီပုံမှာပဲကျွန်တော်တို့ဟိုဆွေးနွေးတိုင်ပင်သွားမှာပါဘယ်လိုမျိုးချင်းချင်းတိုင်တိုင်တိုင်ဘယ်လိုကြောင့်လဲဆိုတော့ဆက်ကွဲပုံမှာအဖြေရှာမှာပေါ့အဲ့လိုမျိုးပါဒါအပြင်ချင်းပြီနယ်အတွင်းမှာတော်လိုင်းတပ်ဖွဲ့တွေချင်းချင်းကြာမကြာခဏဆိုသလိုပုတ်တိုက်မှုတွေနယ်မြေညင်းပွားမှုတွေရှိနေပြီးဒါတွေကိုလည်းလက်နက်နဲ့ဖြေရှင်းမှုစ조사နေတာတွေကလက်ရှိတော်လန်ရေးခရီးကိုလမ်းလွဲစေနိုင်တယ်လို့ချင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ် CB နဲ့ CC ဂျားကမပြေလည်မှုတွေကိုအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်အစိုးရကဂျားဝင်စစ်ဆက်ညှိနှိုင်းဆွေးနွေးမှုတွေလှုပ်ဆောင်ပေးနေပြီးကနအူးသဘောတူညီချက်တချို့တော့ရရှိထားပြီလို့သိရပါဗျ။လက်ရှိမှာတော့ပလောဝတ်ဒေသကို AA ကအများဆုံးထိန်းချုပ်ထားပြီးအချို့ရေလုပ်ငန်းစုတွေလည်းပတ်နေတယ်လို့ချင်းဒေသခံတွေကပြောပါဗျ။ပလောဝတ်ဒေသကစစ်ကောင်စီစခန်းအားလုံးကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း AA က2024ခုနှစ်ဇန်နဝါရီလ14ရက်နေ့မှာကြေညာခဲ့ပြီး ပလောဝဒေတာကအေအတွက်ဘလို့အရေးပါတယ်ဆိုတာကို ချင်းညီနောင်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကအခုလိုထောက်ပြသုံးသပ်ပါတယ်ပလောဝရဲ့နေနေဒေတာအရာကဘလို့ပြောမလဲဒီအေအတွက်ကကြောတကယ်စိုးရင်စရာ အခြေအနေပေါ့နော်ဟိုပလောဝမှာအေအနဲ့အေယူမလို့ စစ်ကောင်စီတဲ့ပုံပို့လေ EU မလိုလားတဲ့အာဘင်္ဂါလီဒီပဲခြေကုပ်ယူသွားမယ်ဆိုတော့လကောင်းစစ်ကောင်စီပဲပြန်ဝင်သွားမယ်ဆိုတော့လကောင်းဒါကဟို EU တို့ကလုံးဝအမှားမခံနဲ့ပြန်ပြေးလို့မရမယ်အဲ့လိုမျိုးတကယ်ထိလွှဲရှာလို့နေရတခုပေါ့နော်လုံခြုံရေးချင်းချောင်းမှုအကြီးစားဖြစ်တဲ့နေရာဖြစ်နေတယ်။ဆိုတဲ့အတွက်ကြောင့်ပဲဒီခိုင်တခုလုံးကိုသိနေတယ်ဆိုတာလည်းပဲဘလဲဘောက်အရင်ရှင်းလို့ပဲပေါ့နော် ဘယ်လိုပေါ့စိတ်ကောင်းစီကင်းစီအောင်ရင်လုပ်လို့ပဲပေါ့လေအဲ့လိုဆိုတော့အဲ့လိုချင်းချင်းအဖြစ်ဒါဘယ်လိုပေါ့ဘယ်လိုလုံချုံရေးရမဟာဖြူဟာရစီကြီးရကောပထူကြီးရောဘယ်လိုကြီးပါတယ်လဲဆိုတာနေနိုင်ပါလေဘလောက်ရဲ့နောက်ဘက်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ဘက်မှာအိန္ဒိယနိုင်ငံနဲ့ထိစပ်နေပြီးရေချောင်းကုန်သွယ်ရေးအရာအရေးပါသလိုအိန္ဒိယမြန်မာပူးပေါင်းအကောင့်ထဲပေါ်မဲ့ ကလရမြေကျောင်းဘတ်ဆောင်ဖွံ့ဖြိုးရေးစီမံကိန်းလည်းရှိနေပါတယ်။ဒါကြောင့်လည်းဒီဒေသအပေါ်နေမြေပိုင်ဆိုင်မှုအငင်းပွားနေတာထက်ဒေသခံတွေအတက်ရောနှောင်းနှစ်ဖက်အကျိုးစီးပွားဖြစ်ထွန်းစေမဲ့ညှိနှိုင်းမှုမျိုးကိုလှုံ့ဆော်ဖို့လိုတယ်လို့ချင်းတော်လိုင်းအဖွဲ့တွေဘက်ကဆိုပါတယ်။မြန်မာနိုင်ငံရေးကနှခုရှင်တွေးပြီးသွားနေတယ်။နံပါတ်၁ကစနစ်ကြောင်းပြန်လှန်ရေးဒေါ်လှန်ရေးနံပါတ်၂ကနေမြေပြဿနာ အခုကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့ဒေါ်လာရေးကနေမြေပြဿနာနဲ့စနစ်ပြဿနာဆိုပြီးမှရောထွေးနေတယ်။တိုင်းတားလဲနဲ့ကန်ချင်းချင်းလဲနေမြေပြဿနာနဲ့ပြဿနာတက်နေတယ်။တစ်ဖက်ကလည်းဒီဆက်အနာရှင်စနစ်ချုပ်ငင်းရေးကိုတွားနေတယ်ဆိုတော့ဒီနှစ်ခုကြားမှာကျွန်တော်တို့မြန်မာနိုင်ငံဒေါ်လာရေးနိုင်ငံရေးကတိုင်ပတ်နေတာနှစ်ပေါင်း90ဆိုတော့ကျွန်တော်တို့က ပထမဦးစားပေးရပါလေဒုတိယဦးစားပေးရပါလေဆိုတာသတ်မှတ်ရမယ်ပထမဦးစားပေးကစနစ်စနစ်ဆိုလို့ရှိရင်ကျွန်တော်တို့ကစနစ်ကိုတိုက်ခိုက်နေတဲ့ချိန်မှာဒီနေမြေပြဿနာကိုခဏပြီးဖယ်ဖို့လိုတယ်ဆိုတော့ဒီနေမြေပြဿနာကိုဘယ်ချိန်မှာကျွန်တော်တို့ကဖြေရှင်းရမလဲဆိုလို့ရှိရင် ပြည်သူအစိုးရစစ်စစ်ဒီမိုကရေစီနည်းစနစ်ကြနဲ့ရွေးကောက်ထားတဲ့အစိုးရခက်မှာဆွန်ဆန်းစစ်စီရေးကော်မရှင်ဒီဖွဲ့ပြီးတော့ကျွန်တော်တို့ကကကနနာ ဒီမြတ်မြတ်တတငါကျွန်တော်တို့ဖြည့်ရှင်းတင်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အခုလိုနေမြင့်ငင်းပွားမှုတွေဟာချင်းပြည်နယ်မှာတွေမကပဲရှမ်းပလောင်ကိုကန့်နဲ့ကချင်တိုင်းသားလက်နက်ကင်အဖွဲ့ကြီးတွေရဲ့ဒေသတွေမှာပါဖြစ်ပေါ်နေပါတယ်